အိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနဲ့ချင်းတောင်ချင်းတောင်ကြီးဒေသဆက်သွယ်ရေးလမ်းကြောင်းတွေမှာရက်စက်မိုးရွာသွန်းမှုတွေကြောင့်တံတားအချို့ရေထဲမျောပါခဲ့ပါတယ်။ဒါကြောင့်အော်တိုဘာလ9ရက်နေ့မနက်ပိုင်းကလမ်းပန်းဆက်သွယ်ရေးအချို့ပြတ်တောက်မှုဖြစ်ပေါ်နေပါတယ်။ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပွားခဲ့တဲ့လေပြင်းအားနဲ့ရေဝုန်းရဲ့အရှိန်ကြောင့်ချင်းတောင်ကြီးနဲ့ချင်းတောင်ဒေသတွေမှာလေယာခန့်အထိမိုးစတိုက်ရွာသွန်းတဲ့အတွက်ချင်းတောင်ပေါ်ကနေစီးဆင်းလာတဲ့ချောင်းတွေမြစ်တွေရေပြည့်ရှံလျက်ရှိပါတယ်။

ချင်းတောင်ကြီးကိုအဓိကဆက်သွယ်ထားတဲ့ကုန်းလမ်းတစ်ခုတည်းသောကုန်းလမ်းဖြစ်တဲ့ကလီကန်ကောလမ်းကလီကန်ကောလမ်းမှာရှိတဲ့ကျွန်တော်တို့ဒီကားလမ်းပေါ့နော်ကားလမ်းမှာကျွန်တော်ဇင်ကလင်းကြီးရကလီမြုပ်နဲ့ကျွန်တော်တို့၃မိုင်၄မိုင်ဝန်းကျင်လောက်ကွာဝေးတဲ့ဇင်ကလင်းကြီးရွာနဲ့ကျွန်တော်ချင်းဆိုင်ကြီးရွာကြားမှာရှိတဲ့အခုကားလမ်းကားလမ်းကအရင်တုန်းကကျွန်တော်ပထမတစ်ချိန်ကြီးကြီးတုန်းကဒီကောင်တွေကအကုန်လုံးမြုပ်ပြီးတော့မှပြန်ပြင်ထားတဲ့ယာယီတရားနဲ့ယာယီလမ်းအဲ့လမ်းမှာကျွန်တော်လမ်းသားတွေက အကုန်လုံးပဲ့ပြီးတော့မှအခုရေကြီးချောင်းကြီးတိုင်းညောပါသွားတယ်ခုဒါပထမဆုံးကျွန်တော်တို့ကလန်းပေါ့နော်နောက်လန်းနေရတော့ကျွန်တော်တို့ကလေးမျိုးအနောက်မြောက်ဒေသပဲဒီလက်ပံချောင်းတို့ပြင်းတော်ဦးတို့သွားတဲ့လမ်းဘက်မှာဆိုရင်လေကျွန်တော်တကားတွေကြီးမြုပ်တယ်ကြီးညောတယ်အဲ့ဒါတွေဖြစ်ပြက်နေတယ်နောက်တစ်ချက်လန်းကကျွန်တော်ကလေးနဲ့တမူလန်းကလေးတမူလန်းမှာဆိုရင်လေကျွန်တော်တို့ဒီကမ္ဘာကြီးကြီးရွာကလန်းကနေပြီးတော့မှဟိုကျွန်မကြီးကြီးရွာမှာရှိတယ်ကွင်းလန်းပေါ့နော်ကွင်းလန်းကကျွန်တော်တို့တကားတွေ ကျွန်တော်တို့ခြေထဲပါသွားတယ်အဲ့ဒီကလေးတမူလမ်းကြောင်းဆက်သွယ်ပြတ်နေတယ်နောက်တစ်ခုကျွန်တော်တို့ဆက်သွယ်ပြတ်နေတာကလေးနဲ့ချင်းအောင်နဲ့ဆက်သွယ်ထားတဲ့အဓိကလမ်းအဓိကလမ်းမှာကျွန်တော်ကလေးနဲ့အဓိကတိုင်းရင်းနဲ့ကြားထဲမှာအဲ့ကောင်မှာရည်ပြူမှုဖြစ်ပြီးတော့ခါကျတော့လမ်းလေးပိတ်ဆို့နေတယ်လောလောဆယ်တော့စိုင်ကျယ်ရောသွားလို့ရအောင်သူတို့လုပ်နေတယ်လို့ပြောတယ်ပြီးတော့တီးတွေကျွန်တော်တို့သွန်းဆန်ဘက်ကလမ်းလေးလည်းကျွန်တော်တို့ပြည့်စည်နေတယ်လက်ရှိဒီဒေတာဆိုင်ရာတွေရဲ့လှုပ်ဆောင်မှုအနေထားကတော့ခုဒီဂင်ဂလင်း တကားပြတ်တဲ့နေရာမှာသူစက်ကြီးတွေနဲ့သူမြေဖို့နေတယ်ခုတောင်ကြထောင်းနေရာလဲတောက်လျှောက်ကျနေတော့ပြတ်ကြတော့ဒီနန်းလေးမှာကျွန်တော်တို့သွားလို့ရအောင်ဆိုပြီးတော့မှယာယီတကားထိုးလို့ရအောင်သူတို့လုပ်နေတယ်အခုလောလောဆယ်ကျွန်တော်မြင်တွေ့နေရတဲ့အမြင်တွေတော့ဒီခီးတွေကိုကျွန်တော်တို့ဟိုလေလေးတွေနဲ့ဒီဘက်ကိုကဲ့ပေးနေရလဲကျွန်တော်တို့တွေ့တယ်တချို့ခီးတွေကိုသူတို့ဒီခဏလုပ်ငန်းလေးခဏနားပြီးတော့မှတံပေါင်လေးတစ်ခုထိုးပြီးတော့မှအဲ့ပေါ်ကတောက်ခိုင်းရလဲကျွန်တော်တို့တွေ့ရတယ် နေဆက်ကုံသွေးကြီးလမ်းကြောင်းဖြစ်တဲ့ကလေးတမူးလမ်းမှာလဲကံမာကြီးရွာကွင်းလမ်းကတရားရေထဲပါသွားတာကြောင့်ဆက်သွေးကြီးလမ်းကြောင်းတွေပြတ်တောက်လျက်ရှိတာဖြစ်ပါတယ်။လက်ရှိချင်းတီနယ်နဲ့ကလေးမျိုးဆက်သွယ်ထားတဲ့လမ်းပိုင်းမှာလဲမြေပြိုမှုကြောင့်လမ်းတွေပိတ်ဆို့လျက်ရှိပါတယ်။ရီးနေဆက်လမ်းကြောင်းရှိတိုင်းငင်းကြီးရွာဝင်းကျင်မှာလမ်းတွေပိတ်နေတာကြောင့်ကားတွေအများကြီးသွားလို့မရပဲဖြစ်နေတယ်လို့လဲသတင်းရရှိပါတယ်။